နဲ့တခါမှမခွဲဘူးတဲ့အတွက်ကြောင့်သားသွားတော့တော့ကျွန်မလေဟိုဗာလဲ airport မှာကိုကလေသူများတွေဝိုင်းကြည့်နေတာကိုတော့မထိန်နိုင်ဘူးမို့လားလေအဲကြာလာတော့ကျွန်မနေသားကြာသွားတယ်ဒီခေတ်ကတော့လွယ်တယ်လေဗီဒီယိုကောတွေလည်းရှိတော့လေအခုတက်နေတဲ့ဟာဒီဂရီရဖို့ကတော့၄နှစ်အခုတစ်နှစ်ပြီးသွားပြီပေါ့ဆို၃နှစ်ကျန်နေဒါမဲ့သား master ဆက်တက်မယ်လို့ပြောပါတယ်အဓိကသားလေးလဲဟိုမှာအဆင်ပြေပြေနဲ့စာတင်နေတယ် အဲနောက်ကကျမတို့ကလည်းစိတ်ထမနေသားချနေပြီပေါ့နော်လိုက်သွားပြီးမှပြန်ခွဲရတဲ့အခါအစ်စ်ပြန်ပြည့်အောင်မှာပေါ့လေဆိုတော့သားကြောင်းပြီးတော့ပြန်လာတော့မှပဲတွေ့တော့မှာလေသားနဲ့ကတော့ဟိုပေါ့ကောလာလာ လေးတွေကလည်းအဲ့လိုမျိုးပေါ့နော်ပညာသင်ဖို့လွတ်လိုက်တာအဲမိမရရသွားတယ်ဆိုတော့ပညာရေးမဲ့ခါပြတ်သွားတယ်လို့မျိုးတွေပြောကြတာပေါ့နော်ဆိုတော့ တကယ်တမ်းကျတော့သားလေးကအဲသူ့ဘာသာသူဆုံးဖြတ်နိုင်ပါတယ်အခုကျွန်မယူခိုင်းတောင်ယူမှာမဟုတ်ပါဘူးသူတို့ကသူတို့ဘာသူတို့ plan ရှိတယ်သူတို့အရွယ်တငယ်ချင်းတွေအားလုံးလေသားတို့တငယ်ချင်းတွေအားလုံးကဘယ်အသက်အရွယ်မှာဘာတွေတက်အောင်လုပ်မယ်ဘယ်အသက်အရွယ်မှာဘယ်လောက်ထိသွားအောင်အလုပ်တွေကိုလည်းစူးစမ်းလုပ်မယ်ဘယ်လို ready ဖြစ်တော့မှဘာကိုထူထောင်မယ်ဒါမျိုးကသူတို့ဘာ plan ရှိပြီးသားကျွန်မတို့မိဘတွေယူဆိုလည်းမယူပါဘူး အဲ့တော့တော့ကျွန်မစိတ်လည်းမပူကျွန်မအတီးကအကြောင်မလို့ကျွန်မပြန်ပြီးဖြည့်ရှင်းတဲ့အခါမှာလည်းဟာတလေးလိုပဲဖြည့်ရှင်းလိုက်တာပါဟို seriously မရှိပါဘူးကျွန်မစိတ်ထဲမှာလည်းမရှိဘူးသားစိတ်ထဲမှာလည်းမရှိပါဘူးဒါပဲလေအင်ထရူနေနေတော့ဟုတ်ပါမဟုတ်လားကျောင်းသားနေရောက် like ခီးခီးခဏသွားရတာပဲလေအဲ့လေအဲ့လေအင်နာသူအင်နာအဲ့မှာမျက်နှာတင်နေလို့ဒါဝင်ပြီးသွားတိုက်လိုက်တာဒါပဲမြန်မာပြည်မှာ18နှစ်မပြည့်ခင်အထိနေသွားတယ်နေသွားတာကကျွန်မအဲ့ချိန်မှာတားငယ်တော့ကြာတော့ကျွန်မ shooting နေနေဆိုတော့ တကယ်လက်ပွန်တရီအချိန်အများဆုံးနေပြတာကိုအောင်မင်းထွန်းပေါ့နော်တားနေနေပြတာကျမကတော့ shooting ပြီးတဲ့အချိန်ကြီးမှတားလေးနဲ့အချိန်ပေးပြတာဆိုတော့တားနဲ့တစ်ခါမှမခွဲဘူးတဲ့အတွက်ကြောင့်တားသွားတော့ကျမလေဟိုဗာလေ airport မှာကိုကလေသူများတွေဝိုင်းကြည့်နေတာကိုမထိန်နိုင်ဘူးငိုတာလေအဲကြာလာတော့ကျမနေသားကြသွားတယ်ဒီခေတ်ကတော့လွယ်တယ်လေ video call တွေလည်းရှိတော့လေအဲဒါမဲ့ကွန်မထုံးကကြာတော့ तू အချိန်များများလက်ပွန်တရီပုံနေခဲ့လို့လားမသိဘူး တားလေးစီးသွားတဲ့လေးမြန်တက်တဲ့အချိန်တိုင်းသူစောင့်ကြည့်မှဒါတို့လေးမြန်တက်ပြီးဒါတို့လေးမြန်တက်ပြီးနဲ့သူကတခါတလေအဲ့လိုပေါ့နော်ဟိုဘလိုမျိုးကြီးမဟုတ်ပါဘူးသူလည်းသူလည်းနေသားကြပါတယ်ဒါပေမဲ့သားကိုတတိတရချစ်တယ်ဆိုတဲ့စိတ်ကလေးအဲတခါတလေပေါ်တဲ့အခါပေါ့နော်သူအဲ့ဒါလေးအဲအပြရုပ်ကလေးပေါ့အရင်ကတော့ခဏခဏရောက်ဖို့ပါတယ်ဒါပေမဲ့အားလုံးအခုကြတော့မြန်မာလူမျိုးမြန်မာတိုင်းနိုင်ငံလုံးပိတ်ထားတယ်ဆိုတော့ကျွန်တော်တို့လည်းမကြိုးစားနေတော့ဘူးပေါ့နော်အဓိကသားလေးလည်း ဟိုမှာအဆင်ပြေပြေနဲ့စာတင်နေတယ်။နောက်ကကျွန်တော်တို့ကလည်းစိတ်ထမနေသားကြနေပြီပေါ့နော်။လိုက်သွားပြီးမှပြန်ခွဲရတဲ့အခါအစ်စ်ပြန်ပြေးအောင်မှာပေါ့လေ။ဆိုတော့တားကြောင်းပြီးတော့ပြန်လာတော့မှပဲတွေ့တော့မယ်။ ဲဟာဒီဂရီရဖို့ကတော့၄နှစ်အခုတစ်နှစ်ပြီးသွားပြီပေါ့ဆိုတော့၃နှစ်ကျန်နေဒါပေမဲ့သား master ဆက်တက်မယ်လို့ပြောပါတယ်ဆိုတော့အဲ့ဒါတည်းနောက်ထပ်၂နှစ်ထပ်ကြာမှာဆိုစုစုပေါင်း၆နှစ်မှာအခုတစ်နှစ်ပြီးသွားပြီပေါ့နောက်ထပ်၅နှစ်ကျန်ပါတယ်အော်သူတွားอยู่တာကဒီ professional golf management subject ကိုတွားဖတ်စာတွားဖတ်တာပေါ့နော်ဆိုတော့သူက professional golfer လုပ်ရင်လည်းရတယ်ဒါသူအရေးချင်းမြင်ပေါ့ in case အဲ့ဒါမမီလို့လွဲသွားရင်လည်း management ဘက်မှာ လုပ်လို့ရတယ်။နောက်တာကုတ်ချင်းမှတော့ပါဆိုဆရာပြန်တင်တန်းပြန်ပေးတဲ့ဆရာမျိုးလည်းလုပ်လို့ရတယ်။အခုတော့မှသူက first year နဲ့သူကကျောင်းပိတ်တဲ့အချိန်မှာသူတို့ဟိုပါပေါ့နော် internship ဆင်းရတယ်လေ။အဲဆင်းရတဲ့အချိန်မှာသူဆရာလုပ်ခွင့်ရတယ်။ first year နဲ့ဆရာလုပ်ခွင့်ရသူဆရာယုံကြည်လို့ပေါ့။သူ့ရဲ့ဟိုသူ့ရဲ့ result တွေလည်းကောင်းလို့ပေါ့နော်။ကောင်းတော့ကလေးတွေကိုပေးတင်ပါတယ်။ဆိုတော့ internship မှာတကယ်တော့ကျမတို့ကစဉ်းစားတာမျှော်လင့်ထားတာကတော့ဆရာတွေ first year internship ပေးလို့ရှိရင် ဂေါ့ဖ်စတိုးမှာဈေးရောက်တာထိုင်ခိုင်းမယ်။နောက်ပါဂေါ့ဖ်ကပ်တွေဒီပါလဲဒီဘဂီတွေကိုမောင်းထားတဲ့ဘဂီတွေပြန်သိမ်းတာတို့ဘာလို့ဒါမျိုးတွေနဲ့ကူညီပြီးတော့ internship ဆင်းရမယ်လို့ထင်တာပေါ့နော်။တကယ်တမ်းကျတော့အဲ့ဒါတွေသူမလုပ်ရအောင်။သူတကယ်လုပ်ရတာကုတ်ချင်းလုပ်ရတာဆရာပြန်လုပ်ရတာပေါ့နော်။ဆိုတော့ဟိုဂုံယူပါတဲ့အသားအတွက်လေးဝမ်းလဲတာပါတယ်။ မမက62နှစ်ဆိုတော့လေဆိုတော့ကျမတို့လည်းပြည်စုကရတဲ့လောက်ပြည်စုရတာပေါ့နော်ဒါမမကျမတို့ကုသိုလ်ပေးနေတယ်လို့ပဲကျမတို့ယူဆပါတယ်အဓိကကတော့မမစိတ်ထဲမှာတက်တောင့်တက်တာနဲ့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်လေးနေခွင့်ရအောင်ပဲအောင်မရီဝိုင်းဝန်းကြတာပါမမပဲကျမတို့ကို guide လုပ်ခဲ့တာ ਉਹ ကျမတို့အသက်65နှစ်လောက်မှာကတည်းကဖိဖိဆုံးနေလေဆိုတော့မမရဲ့ဆုံးမမှုနဲ့ပဲနောက်ပိုင်းကကြီးပြင်းရတယ် ဒီဘာသာတရားအစုံအမရတာပါညာအားလုံးကစမမီရဲ့ guideline တွေပေါ့နော်အထူးတလဲပြောစရာမရှိပါဘူးရှင်တကယ်တမ်းကျတော့မွေးကျေးဇူးဆိုတာဘလို့မှဆက်လို့မပေါ်ပါဘူးဆိုတော့ကျမတို့ကဒီလောက်လေးကမမီမမီကျေးဇူးနဲ့ရှင်လိုက်ရင်ဘာမှမရှိတဲ့အပ ayı ကလေးပါနော်ဆိုတော့ကိုလုံးနိုင်သမျှမမီကိုပြုစုမှာပါမြမကီမတရချမ်းမြေကြပါစေနှလုံးသားလာသူများတ ုတ်တယ်ကျမကပေါ့နော်တားရဝေရဝိစရီလည်းမရှိတော့ဘူးဆိုတော့အချိန်ပိုလေးထွက်လာတယ်။အရင်ကတည်းကလည်းကျမတကယ်ဝါသနာပါတာဒီဗုဒ္ဓမြတ်စွာဘုရားရဲ့တရားတော်တွေပေါ့နော်တကယ်နားလည်ခြင်းနဲ့အဲလေ့လာမိသလောက်လည်းတကယ်ယုံကြည်တယ်။နောက်ထပ်လည်းတအားအများကြီးသိကျင်သေးတယ်ဆိုတော့အဲကျမအခုဓမ္မစတရီစ်ကို ကျမတက်တယ်။ဆိုဆရာတော်ဘုရားရဲ့သင်ကြားမှုတွေနဲ့အဲကျမနားလည်းတနေ့တနေ့သင်ကြားလိုက်တဲ့စာကဒီတပည့်တယောက်ကဘလောက်နားလည်လဲဆိုတော့နေ့တိုင်း assignment ရေးရပါ ဲ့တော့ကျွန်မရေးတဲ့ assignment လေးတွေလည်းကျွန်မ page မှာအဲတင်ပေးတာပေါ့ဆိုတော့အလုံးလဲဖတ်မိတယ်ဆိုရင်စိတ်ဝင်စားလဲကြော်သွားလို့ရပါတယ်လေနော်ဆိုတော့စိတ်ဝင်စားလို့ဖတ်မယ်လေ့လာခြင်းနဲ့ဆိုရင်လေ့လာလို့ရအောင်တူတူရှင်းရှင်းလေးတွေပေါ့အရှိကြီးဆိုလဲစာဖတ်ရမှာပြင်မှာဆိုလို့တူ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 လေးနဲ့ assignment ရေးတာပါအဲကုသိုလ်လဲရတာပေါ့နော်နောက်တစ်ခုကလဲအဓိကကတော့စာကိုတူတူရှင်းရှင်းရေးနိုင်ဖို့အတွက်ကဆရာတော်တွေသင်ကြားတာကို တေချာလိုက်နာပြီးနားလေမှရေးရေးလို့ဖြစ်တာပေါ့နော်ဆိုတော့ဆရာကြီးဆရာကြီးဆရာတော်တွေတင်ကြားတာကောင်းလို့ပါတင်ကြားတာကောင်းတော့ကျမတို့နားလေတယ်နားလေတော့ကျမတို့ရေးနိုင်တယ်ပေါ့ဒီသဘောပါပဲရှင်